ထွန်းဖေကငယ်စဉ်ကတည်းကပင်သူနဲ့ရွယ်တူတခြားကလေးတွေလိုစော်လိမရှိပါဘူး။ရွာထဲမှာလေးကွာတက်လက်နဲ့ငက်ပစ်ပါတယ်။ပုတ်တင်ညိုပစ်ပါတယ်။ငားဖမ်းပါတယ်။စသည်တို့ကိုနေ့စဉ်နေ့တိုင်းလောက်ကင်နေသူဖြစ်ပါတယ်။ကြောင်းထားပေမဲ့လည်းကြောင်းပြေးက တောဆက်မှာငက်ပစ် လေကွင်းထဲမှာငါးဖမ်းပြီးကြောင်းလွတ်ချင်းရောက်မှသာအင်ကိုပြန်လာလိမ့်ရှိပါတယ်။ဤဒီကိုသူ့ရဲ့မိဘတွေကတီးတဲ့အခါရိုက်နှက်ဆုံးမကြပါနဲ့။အဲဒီခါမှာထွန်းမေကနောက်မလုတော့ပါဘူးဆိုပြီးတော့ငိုယိုပြီးတော့ကြောင်းပြန်တက်ပါတယ်။ဒါပေမဲ့လည်းတရက်နှစ်ရက်ပြီးရင်တော့ထွန်းမေကအရင်လိုပြန်ပြီးတော့လှုပ်လိမ့်ရှိပါတယ်။ထွန်းမေကြောင်းပြေးတဲ့အတွက်ထွန်းမေရဲ့မိဘတွေကိုဆရာဆရာမတွေကမကြကနခေါ်ယူပြီးတော့တိုင်တန်းလိမ့်ရှိပါတယ်။ထွန်းမေကြောင့်ပဲသူ့ရဲ့မိဘတွေလည်းမျက်နှာပြည့်ရသည်မှာအချင်းချင်းခါခါမနှဲတော့ပါဘူး။အဲဒါကြောင့်ပဲထွန်းမေနှစ်တန်းနှစ်မှာပင်သူ့ရဲ့မိဘတွေကကြောင်းနှုတ်လိုက်ရပါတော့တယ်။အဲဒီချိန်ကျမှစပြီးတော့ထွန်းမ ဖေကကြောင်းမတက်ရတော့တာကြောင့်လွတ်လပ်သွားပြီးတော့သူ့ရဲ့ဝါသနာအတိုင်းပဲတရိတ်ဆန်အသေးလေးတွေကိုတက်ဖြတ်ခြင်းနဲ့လှုပ်ဆောင်လာပါတော့တယ်။အဲဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ထွန်းဖေကအရွယ်ရောက်လာခဲ့ပြီးအသက်၁၈နှစ်ပဲရှိနေပြီဖြစ်ပါတယ်။ထွန်းဖေအရွယ်ရောက်လာတာနဲ့ငယ်ငယ်ကလိုငက်ပြင်းငါးဖန်စတဲ့အသေးမွှားတရိတ်ဆန်တွေကိုတက်ရတာနဲ့မတင်းတိမ်တော့ပဲနဲ့ကြက်တက်ပါတယ်။တခါတရံမှာဝက်တက်ခိုင်းတဲ့သူရှိပါကဝက်တက်လာခဲ့ပါတယ်။ထွန်းဖေအသက်၁၉နှစ်အရွယ်မှာတော့တရွာတဲ့နေသူတင်တင်လာနဲ့အိမ်အောင်ကြသွားပါတယ်။အိမ်အောင်ကြတော့လေထွန်းဖေကတခြားအလုပ်တွေမပြောပါဘူး။အဲဒါကြောင့်ပဲကြက်သားရောက်တဲ့သူများထံမှာကြက်တက် တဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါတယ်ကိုထုံးပြည်ရဲ့ရှစ်မလဲ တခြားလုပ်လေးပါလေပြောင်းလုပ်ပါဦးလားအခုအဲ့ကြက်တက်တဲ့လုပ်ကအာကုသူအရန်များလာပါတယ်ရှင်မင်းအတာနေစမ်းပါကွာငါတခြားလုပ်မလုပ်နိုင်ဘူးကွာအခုငါလုပ်တဲ့လုပ်ကလူလည်းမပင်မအောင်ငွေလည်းရတယ်ကွာတင်တင်လားခင်မွန်းဖြစ်သူကိုပြောမရတာကြောင့်စက်မပြောတော့ဘဲနဲ့စိတ်မချမ်းမြေ့စွာပင်တက်ပြင်းချနေမိပါတယ်ထုံးမေကမနက်စောကြီးထကကြက်သားရောက်တဲ့ဒေါ်မက်စီစီကိုတွားပြီးတော့ကြက်တက်ပေးပါတယ်တခါတည်းရန်မှာရွာတွေကလူတွေကဝက်ပေါ်ဖို့ထုံးမေကိုခေါ်လင်းလဲထုံးမေကလက်မနေဘဲနဲ့ပျော်ပျော်ကြီးတက်ပေးပါတယ်အဲဒီနောက်မှာတော့ထုံးမေကလက်ရဲဆက်ရဲရှိလာပြီးတော့ဝက်တင်မကပဲနွားတွေ ီပါတက်ခိုင်းတဲ့သူရှိလာပါကတက်လာခဲ့ပါတယ်ထွန်းဘေရဲ့တရင်ကသူ့ရဲ့ရွာမှာတမကပဲအနီးနားမှာရှိတဲ့ရွာတွေကိုပါပြန့်နှံ့ပြီးတော့တခြားရွာကလည်းအမဲပေါ်ဝက်ပေါ်လိုလင်းထွန်းဘေကိုအခကျင်းွေပေးကငားရမ်းကြပါတော့တယ်ငငယ်ကလေးကတရိတ်ဆန်တွေကိုတက်ဖြတ်တာဝါသနာပါလာတဲ့ထွန်းဘေဖို့ယခုလောက်ဟာလူလဲမပင်မငွေလဲလိုက်နေတာကြောင့်အကျဉ်တန်ကြီးကျဉ်တ်နေမိပါတော့တယ်ထွန်းဘေကတားတက်တဲ့လောက်ကိုအသက်မိုးဝဲချောင်းတပွဲလောက်ကင်လာတာဟာယခုဆိုရင်ထွန်းဘေအသက်40ပဲရှိနေပါပဲတမီးလဲနှစ်ယောက်ထွန်းကားကတမီးအကြီးက18နဲ့တမီးအငယ်က15 5နှစ်ရှိပါပြီအပြူရွယ်လေးတွေပဲဖြစ်လာခဲ့ပါပြီထွန်းဘီရဲ့အလုပ်ကတော်ရုံတန်ရုံလူမလုံနိုင်တဲ့အကုသိုလ်လုပ်ဖြစ်တာကြောင့်သူ့အတွက်တော့အဆင်ပြေနေကသူ့ရဲ့မိသားစုကိုချမ်းချမ်းသာသာနဲ့ပဲထားနိုင်တဲ့အဆင်ကိုရောက်လာခဲ့ပါတယ်ထွန်းဘီကတမီးနှစ်ယောက်ကိုလည်းအရင်လိုလိုက်ပါတယ်လိုလေသေးမရှိအောင်လည်းထားပါတယ်လိုချင်တာအကုန်လုံးကိုလည်းဝယ်ပေးပါတယ်တမီးတွေစိတ်ချမ်းသာမယ်ဆိုရင်ဘာမဆိုလုံမဲ့အဖေပင်ဖြစ်ပါတယ်ထွန်းဘီပုံစံကအကုသိုလ်လုပ်တဲ့လူတယောက်ပိသားစွာပင်ဝဝဘိုက်ချွဲချွဲအသားမဲပြီးတော့ရုပ်ရည်ဟာကျန်းတန်းနေတာကြောင့်ကလေးများကထွန်းဘီကိုမြင်လင်ကြောက်ပြီးတော့ပုန်းနေတတ်ကြပါတယ်ဒီကနေ့မှလည်းရွာထဲမှာအမဲပေါ် ်ရန်ခေါ်ထားတာကြောင့်ထွန်းမေသွားရန်ပြင်ဆင်နေပါတယ်ကိုထွန်းမေရှင်ဘယ်သွားအောင်မလို့လဲကိုပါစိုးအမဲပေါ်ဘူးခေါ်ထားလို့သွားမလို့ပါဟာဘာကိစ္စရှိလို့လဲတင်းတင်းလာတယောက်တပ်ပြင်းချလိုက်မိပါတယ်ဖြစ်နိုင်လေသူများတဲ့တက်တဲ့အလုပ်ကိုစွန့်လိုက်ပါတော့လားကိုထွန်းမေရဲ့ အခုဆိုရင်လူလေသေးမရှိအောင်လည်းပြည့်စုံနေရွယ်ကိုရှင်လည်းတဖြည်းဖြည်းနဲ့အသက်ကြီးလာပြီလေကုသိုလ်ကောင်းမှုလေးပါလေလုပ်ပါတော့လားရှင်ဘာကွာငါကုသိုလ်လုပ်ရမယ်ဟဟလားငါဒီလုပ်ကိုပတ်ဆက်ရကြည်အောင်တတ်တတ်လုပ်နေလို့မင်းကထင်နေရလားဝါသနာပါလို့လုပ်နေတာကွာတရိษံနေဆိုတာကလည်းငါတို့လိုတတ်တဲ့လူကြီးရှိမှမြင်မြန်သိမယ်အေးသူတို့တွေမြင်မြန်သိတော့မြင်မြန်တရိษံဘောကကျွတ်တာပေါ့ကွာရှင်ကတော့အယူမားနေပြီရှင်တရိษံနေဆိုတာကလည်းသူတို့ဘောကလေးနဲ့သူတို့ပျော်နေကြရပဲလေဘယ်တရိษံမှငါတရိษံဖြစ်နေလို့မြင်မြန်သိခြင်းနေဆိုတာမရှိပါဘူးဟာကွာငါ့ကိုတရားတွေစမဟောနေ နေတော့ကွာဒီလောက်ကိုသေတဲ့အထိငါလုံမယ်ကွာအဲဒီလိုပြောပြတာနဲ့ပဲထွန်းဘေကထွက်ခွာသွားခဲ့ပါတယ်တင်နေလားဘလို့မှပြောမရတဲ့အာကုသူအမောင်ဖုံးလွှမ်းနေတဲ့ခင်မွန်းဖြစ်သူထွန်းဘေရဲ့နောက်ကျောကိုကြည့်ကတက်ပြင်းအခါကခြာရင်လည်းဂယုနာတက်နေမိပါတယ်တင်နေလားမှသူကိုယ်တိုင်ကတော့တရားလောက်ကသာပျော်မွေ့နေပြီးတော့ခင်မွန်းဖြစ်သူနဲ့တရားတလန်တန်တလန်ဖြစ်နေပါတယ်အမဲပေါ်ရခေါ်ရတဲ့ကိုပါဆိုးအိမ်ကိုထွန်းဘေရောက်လာခဲ့ပါတယ်ကိုပါဆိုးဟာသူ့ရဲ့တငယ်ချင်း၄ယောက်နဲ့အရက်ဝိုင်းဖွဲတောက်ကဇိန်ကြနေပါတယ်ဟောထွန်းဘေရောက်လာပြီလားကွာဒီမှာလာထိုင်မအောင်ကွာတစ်ခွက်နှစ်ခွက်လောက်ချပြီးတော့မှအမဲပေါ် ါ်ကြပေါ့အေးပါဗျာထွန်းပေရလည်းအရက်ဝိုင်းမှာဝင်ထိုင်လိုက်ပါတယ်မျက်နှာလည်းမကောင်းဘာဖြစ်နေရလဲကွာကိုသားစီကအရက်ငက်ထဲ့ပေးနေမျက်နှာမုံတုံတုံဖြစ်နေတဲ့ထွန်းပေကိုကြည့်ပြီးတော့ပြောလိုက်ပါတယ်မိန်းမနဲ့ကရောက်ကစားနေနေဖြစ်လာလို့ပါဗျာဘာမှဖြစ်ပါဘူးပြောရင်းနဲ့ငယ်ပေးနေတဲ့အရက်တစ်ခွက်ကိုကုံစင်အောင်ထွန်းပေတောက်ချလိုက်ပါတယ်ပြောပါအောင်ကွာဘလို့ဖြစ်လာငါ့ကွာဒီလောက်ကအာဟုသူများလို့စွန့်လို့ဖို့ကြီးပဲပြောနေငါဒီလောက်ကိုကြိုက်လို့လုံနေတာကွာတသက်လုံးမစွန့်လို့နိုင်ဘူးကွာကောင်းတယ်ကွာမင်းစိတ်ဓာတ်ကိုတော့လေးစားတယ်မိန်းမတယောက်ရဲ့ပြောစကားကိုနားထောင်စရာလားကွာကိုကြိုက်တာကိုကိုလို့သူလည်းသူကြိုက် တဲ့သူလို့ပေါ့ကွာဒါပဲလေကွာတော်တော်မူးနေကြပြီဖြစ်တယ်မိုးအောင်ကအာလေးရှာလေးအတန်နဲ့ဝင်ပြောလိုက်ပါတယ်ဒါဘောကွာလုံးဝမစွန့်လွန်နိုင်မိုးအောင်မြောက်ပင်ပြောဆိုမှုကိုထွန်းမေကသဘောကျသွားပါတယ်အဲဒီနောက်မှာတော့သူတို့လူတော်စုအရက်ဆက်တောက်နေကြပါတယ်ကဲဒါတော့ဆိုတော်တော့ပြီကွာ လောက်ကလည်းရှိသေးကိုပါစိုးပြောလိုက်ခါမှာတောက်လက်ဆောက်ကိုဖြတ်ထားလိုက်ပြီးတော့အမဲပေါ်ရန်ပြင်ညပါတယ်ပေါ်မဲ့နွားကိုတစ်ပင်ခွာကြားမှာယုံမရအောင်ကျိုးနဲ့တေချာခြိထားလိုက်ပြီးတဲ့နောက်ထုံးမေကနွားတက်ရတွင်တုံးနဲ့သူ့ရဲ့တန်တူကြီးကိုကင်ထားလိုက်ပါတယ်နွားဟာထုံးမေကိုမြင်တာနဲ့တတ်တက်သမားဆိုတာသိပြီးသူတက်ခံရတော့မယ်ဆိုတာသိနေသေးလားအတင်းယုံနေပြီးတော့မျက်ရည်တွေပင်ကျလာကပြာရခတ်နေပါတော့တယ်အဲ့ဒါကိုပဲထုံးမေကဂယုမဆိုင်ပဲနဲ့နွားရဲ့ဥကောင်းမှာရှိတဲ့ငယ်တဲ့ကိုတန်တူနဲ့အာရပါရထုချလိုက်ပါတယ်ထုံးမေရဲ့အာရပါရထုချက်ကြောင့်မင်းနွားဟာနာကျင်ဆူးရှ စွာတစ်ချက်မျှអော်ပြီးတော့ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးတော့ခဏလောက်ကြာတော့ငြိမ်ကြသွားပါတယ်ငါးកောင်ကြီးကတော့တော်တယ်ကွာတစ်ချက်ထက်နဲ့အပြီးပဲထွန်းဘေကသဘောကျစွာပြုံးလိုက်ပြီးတော့သူ့ကိုမြောက်ပင့်ပြောဆိုမှုတွေကြောင့်လဲသူ့ကိုသူခုံယူနေမိပါတယ်အဲဒီနောက်မှာတော့သူ့ဘာဝိုင်းကူလုပေးလိုက်ပြီးတော့ပြီးစီးတော့မှအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ဒီနေ့တော့ထွန်းဘေကိုအလုတ်ခေါ်မဲ့သူမရှိတာကြောင့်အိမ်ထဲမှာတနေကုန်နေပြီးတော့ညနေဆောင်တဲ့အခါမှာတော့ပြင်းနံနဲ့အရက်တောက်ရန်အမီးစုံကိုအိမ်ရှိခန်းမှာပြင်ဆင်ထားလိုက်ပြီးတော့အရက်သွားယူရန်ထားသွားလိုက်ပါတယ်အဲဒီချိန်မှာပဲထွန်းဘေရဲ့အိမ်မှာမွေးထားတဲ့ကြောင်မလေးမိဖြစ် ူဟာဟင်းနှံ့ရတာကြောင့်ထုံးမေအရက်မြည့်ရဲ့ပြင်ထားတဲ့ဟင်းပကံစီကိုသွားကအာရပါရစားနေပါတော့တယ်အဲ့ဒါကိုအရက်သွားယူပြီးတော့ရှေ့ကိုပြန်ထွက်လာတဲ့ထုံးမေကမြင်သွားတဲ့အခါမှာတော့ဒေါသတကြီးနဲ့ထွက်လာခဲ့ပါတော့တယ်မင်းကငါစားဖို့ပြင်ထားတဲ့ဟင်းကိုခိုးစားတယ်ပေါ့ဟုတ်လားတေစမ်းကွာတေစမ်းကွာထုံးမေစိတ်တူစွာနဲ့ကြောင်မလေးမိဖြူကိုနန်ရန်ဘက်ကိုအားနဲ့ပြစ်ပေါက်လိုက်ပါတယ်ကြောင်မလေးမိဖြူကနန်ရန်နဲ့အချိန်ပြင်းစွာစောင့်မိတာကြောင့်ခေါင်းပေါက်သွားပြီးတော့သွေးလိမ့်လိမ့်နဲ့နာကျင်မှုတွေနဲ့တူကျေလောင်စွာတညောင်ညောင်နဲ့အော်မြီကကြောက်လန့်တကြားထပြေးလိုက်ပြန်လဲကြလိုက်နဲ့ဖြစ်သွားပါတယ်အဲ့ ဲဒီချိန်မှာပဲအပြင်ကပြန်လာတဲ့တင်တင်လာဟာသွေးလိမ့်လိမ့်နဲ့တနားစပွဲနာကျင်စွာအော်ဟစ်နေတဲ့ကြောင်မလေးမိဖြူကို တွေ့သွားပြီးတော့ရင်ထဲမှာလည်းလိုက်ခနဲဝမ်းနေသွားပါတယ်ကုထုမေမိဖြူလေးကသွေးနေဘာဖြစ်တာလဲငါလှုပ်လိုက်တာကွာ ဟာရှင်ရက်ဆက်လိုက်လာမိဖြူကကလေးမွေးတာမကြသေးဘူးလေသူတည်လို့ရှင်သူကလေးတွေပါဒုက္ခရောက်ကုန်တော့မှာပေါ့ရှင်ကမိစ္ဆာစိတ်အကုသိုလ်စိတ်အမောင်းနေတော်တော်ဖုံးလွှမ်းနေပြီပဲအဲ့ဒါရှင်ကိုရှင်ရောသိရလားဖုံးတော့ဘာဖြစ်လဲကွာငါဘသူ့ကိုကြွဆိုင်မှာလဲမိဖြူကငါစားမဲ့ဟင်ကိုခိုးစားလို့ငါလှုပ်လိုက်တာကွာ तू ကတည်သိလို့ငါတက်လိုက်တာကွာအဲ့ဒါဘာဖြစ်လဲရှင်ရဲ့အကုသိုလ်စိတ်တွေကရှင်ကိုဝစ်ပြန်လဲစေမှာရှင်သိရလားတင်တင်လာရဲ့စကားထွန်းပေရဲ့နားထဲမှာပဲ့တင်တဲ့မြောင်များစွာနဲ့အကြင်ကြီးပြန်လဲကြားရောက်သွားသလိုရင်ထဲမှာလဲဒိတ်ခနဲဖြစ်သွားသလိုခံစားလိုက်ရပါတယ်ဟာမိဘာလီလာပြောနေရလဲကွာ အဲ့ဒီစကားတန်တွေကိုလည်းစိတ်ထဲကနေထုံးပြီးချက်ချင်းထုတ်ပလိုက်ပါရတယ်။ကြောင်မလေးမိဖြူကတော့သွေးလိမ့်လိမ့်နဲ့လဲကြလိုက်ပြန်ထလိုက်နဲ့သူ့ရဲ့ကလေးတွေစီကိုအရောက်သွားပြီးတော့မွေးထားတာလည်းရက်ပိုင်းမျှသာရှိသေးတာကြောင့်မျက်လုံးမပွင့်နေတဲ့သူ့ရဲ့ကလေးတွေကိုဖတ်ထားလိုက်ပါရတယ်။ကြောင်လေးတွေဟာသူ့ရဲ့အမေရဲ့အထီးတွေအငွေ့သက်ကိုရတာနဲ့သူ့ထက်ငါပြိုင်တိုးဝေကနုဆုနေကြပြီးတော့ခဏအကြာမှာတော့ကြောင်မလေးမိဖြူဟာတည်ဆုံးသွားပါတော့တယ်။တင်နေလာဟာကြောင်မလေးမိဖြူဟာတရိတ်ဆံပဲဖြစ်တော်ညာလဲတာသမီးပေါ်မှာထားတဲ့မိခင်မြတ်တာကြီးမားလာပုံကိုကျင်းနေရင်ထဲမှာလည်းထိန်းချုပ်မထားနိုင်တော့ပဲဝမ်းနေစွာ ာငိုချလိုက်ပါတယ်။ကြောင်ကလေးတွေကသူတို့ရဲ့မိခင်တည်ဆုံးသွားတာကိုမသိဘဲနဲ့မိခင်ရင်ဝင်ထဲကိုတိုးဝေးကနုဆုနေမြဲပင်ဖြစ်ပါတယ်။အရိကမှာထွန်းပေရောက်လာပြီးတော့နုဆုနေတဲ့ကြောင်ကလေးတွေထံကကြောင်မလေးမိဖြူကိုကောက်ယူလိုက်ပါတယ်။ရှင်ဘာလို့မလို့လဲ။ကြောင်သားမစားရတာကြာပြီကွာချက်စားမလို့ပြောပြတာနဲ့ပင်ထွန်းပေနောက်ဘေးကိုထွက်သွားလိုက်ပြီးတော့ကြောင်မလေးမိဖြူကိုချက်ပြုတ်ရန်ပြင်ဆင်နေပါတော့တယ်။မျိုးလုံးတော့မပွင့်သေးတဲ့ကြောင်ကလေးတွေဟာသူ့ရဲ့မိခင်မရှိတော့တာကြောင့်ဟိုစန်းဒီစန်းနဲ့ဖြစ်ကုန်ကြပါတယ်။တင်းနေလာမှာတော့ကြောင်ကလေးတွေကိုဂယုနာတက်ဆွာကြည်ပြီးတော့ငုံနေုံမှတပါ ဘာမှမတတ်နိုင်တော့ပါဘူး။တញောင်ညောင်နဲ့ကြောင်အော်တန်နေကြောင်ထွန်းပေအိယာကနေနိုးလာခဲ့ပါတယ်။အဲဒီချိန်မှာပဲသူ့ရဲ့အခန်းထဲမှာကြောင်မလေးမိဖြူကသူ့ကိုစူးစိုက်ပြီးကြည့်နေရအောင်ရုတ်တရက်တွေ့လိုက်ရပါတယ်။ထွန်းပေလန့်ပြီးတော့အော်လိုက်မိပါတယ်။ထွန်းပေရဲ့အော်တန်ကြောင့်ပဲဘေးမှာအိတ်နေတဲ့တင်တင်လာနိုးသွားခဲ့ပါတယ်။ဘာဖြစ်တာလဲကိုထွန်းပေရဲ့။ဟိုဟိုမှာ ဟိုမှာမိဖြူကထုံးမေညွန်ပြရာကိုတင်လာကြည့်လိုက်တဲ့အခါမှာဘာမှရှိမနေပါဘူး။ဘာမှမရှိပါဘူးရှင်။ရှင်အိမ်မက်မက်နေရနေမှာပါ။တင်လာဟာအဲ့ချင်မူရုနဲ့ပြန်ပြောပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်။ထုံးမေကမိဖြူကိုသူ့အသေးချာမြင်လိုက်ပြီးတော့ပြန်လဲပြောက်ွယ်သွားတာကိုသူစဉ်းစားမရဖြစ်နေပါတယ်။ကြောင်မလေးမိဖြူကိုသူတတ်ခဲ့တဲ့အတွက်သူ့ကိုမကြင်မနက်နဲ့ပြန်လာတာလားဆိုတဲ့အတွေးတွေလည်းဝင်လာခဲ့ပါတယ်။သူတရိစ္ဆာန်များစွာကိုတတ်ခဲ့ဖို့ပဲမလဲယခုလိုမျိုးတစ်ခါမှတော့မကြုံခဲ့ဘူးပါ။အဲ့ဒီနောက်တင်လာပြောခဲ့တဲ့စကားကိုလည်းပြန်လဲကြားရအောင်လာပြီးတော့စိတ်တွေလေးကထုံးမေအဲ့လိုမပြောတော့ပါဘူး။ဒီကနေ့မှတော့တခြား ားရွာကဝက်သက်ရံအတွက်ထွန်းမေကိုလာခေါ်တာကြောင့်စိတ်လေးနေပေမဲ့လည်းထွန်းမေလိုက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်ဝက်သက်ပြီးတဲ့အခါမှာအင်ကိုထွန်းမေပြန်လာလမ်းမှာကြောက်တုံးရှိနေတာကိုမမြင်မိပဲခလုတ်တိုက်ကမောက်ရက်လဲသွားပြီးတော့ကြောက်တုံးနဲ့ခေါင်းဝင်ဆောင်ကခေါင်းနှဲငယ်ကွဲသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဒီလောက်တန်ရာကိုတော့ထွန်းမေကမမှုပါဘူး။စေးထည့်ရံအတွက်တင်းတင်းလာပြောပေမဲ့လည်းခေါင်းမှာကစေးမထည့်ပဲထားလိုက်ပါတယ်။အနာမှာသေးပေမဲ့လည်းစေးမထည့်တဲ့အတွက်အနာရင်းလာက ထုံးပင်နေမကောင်းဖြစ်နေပါတော့တယ်။အဲဒီခါကျမှစေးစရာခေါ်ပြီးတော့အနာကိုကုပေမဲ့လည်းမတက်တာတော့ပါဘူး။ဒီလိုနဲ့ပင်ရက်ကြလေးအဖျားကပူကြီးလာလေးဖြစ်လာခဲ့ပါတယ်။ထုံးပင်ကတင်နေလာရဲ့ဝစ်လယ်မီဆိုသောဇာကကိုနားထဲမှာအမြဲတစေကြားနေခဲ့ပြီးတော့သူတက်ခဲ့တဲ့တရိတ်ဆန်တို့ကိုပြန်လည်မြင်အောင်လာကကြောင်မလေးမိဖြူရဲ့အဖြစ်ကိုလည်းမျက်လုံးတွေကနေမထွက်အမြဲတစေမြင်အောင်နေခဲ့ပါတော့တယ်။တရက်မှာတော့ထုံးပင်ကအိမ်မောကျနေခဲ့ပါတယ်။အဲဒီချိန်မှာသူ့ရဲ့အခန်းထဲကိုအရက်အမြင့်ကြီးနဲ့ကိုရေဟာလည်းတာမန်လူတို့ထက်နှစ်ဆအရွယ်စားလောက်ရှိတဲ့အသားမဲပြောင်နေတဲ့လူတန်ကြီးနှစ်ဦးဟာသူ့ ူထံကိုရောက်လာခဲ့ပါတယ်ခမားတို့ဟာခမားတို့ကဘသူတွေလဲဗျဘာလို့ကြုတ်ခမ်းနဲ့ဝင်လာလဲအဲ့ဒီလူနှုတ်ဦးကလည်းထုံးမိတ်ကိုဘာမှပြန်မပြောဘဲနဲ့အိယာတွေကလည်းအတင်းဆွဲပါတော့တယ်အာအာမိမငါ့ကိုကယ်ကြပါအောင်ကွာထုံးမိတ်အတန်ကြောင့်ထုံးမိတ်နားမှာထိုင်ဆောင်နေရကမိကနဲ့အိပ်ပျော်သွားတဲ့တင်နေလာနိုးလာခဲ့ပါတယ်ကုရုမေကုရုမေဘာဖြစ်လို့လဲငါ့ငါ့အကောင်ကြီးအကောင်ကြီးလူမင်းနှစ်ယောက်ကအတင်းလာဆွဲနေရကွာ တင်နေလားအခန်းထဲကသူနဲ့ထွန်းမေသာလွဲပြီးဘယ်သူမှရှိမနေတာကြောင့်ထွန်းမေအိမ်မက်မက်ပြီးရောင်နေတာဖြစ်မယ်လို့ပဲထင်သွားပါတယ်။ဘာမှမရှိပါဘူးရှင်ပြန်အိပ်လိုက်တော့နော်ကျမဖះစာယူပေးမယ်။တင်နေလားလည်းထွန်းမေနားမှာထိုင်ပြီးတော့ဖះစာတွေထိုင်ယူပေးနေလိုက်ပါတယ်။နောက်တနေ့မှာတော့ အဖျားဒဏ်ကိုမခံနိုင်တော့တဲ့အစိုးမှထွန်းမေယာညှဉ်းညူနေပါတယ်။သူ့ရဲ့မျက်လုံးထဲမှာလည်းသူတက်ခဲ့တဲ့တရိတ်ဆန်များရဲ့နာကျင်စွာအော်ဟစ်နေပုံတွေကိုပြန်လည်မြင်အောင်လာကသူညှင်းနေရင်လည်းသူ့ရဲ့အတန်ဟာလူအတန်မဟုတ်တော့ဘဲနဲ့ဝက်အတန်ဖြစ်လိုက်၊နွားအတန်ဖြစ်လိုက်တဲ့တရိတ်ဆန်အတန်တွေဖြစ်သွားခဲ့ပါတယ်။သူအတန်ပြောင်းလဲသွားတဲ့အတွက်ထွန်းမေထိတ်လန့်သွားပြီးတော့ရုတ်တရက်မတက်ထရက်လိုက်ကလူတယောက်မတက်ရက်တယ်လို့မဟုတ်တော့ဘဲတရိတ်ဆန်တကောင်မတက်ရက်တယ်လို့၄ဘက်ထောက်ဖြစ်သွားပါတယ်။အဲ့ဒီကထွန်းမေပိုလို့ကြောက်လန့်သွားပြီးတော့အော်က လေးဘက်ထောက်လျက်ပင်အခန်းပြင်ကိုပြေးထွက်သွားခဲ့ပါတယ်။ထိုးမေတရားအဲ့ဒီလိုမျိုးတွေဖြစ်နေပုံကိုသူ့ရဲ့သမီးအကြီးကမြင်သွားပြီးတော့အမေအမေလာပါဦးမေရဲ့အဖေဘာဖြစ်နေရလဲမသိဘူး။မိဖို့ကန်းထဲမှာထမင်းချက်နေတဲ့တင်တင်လာနဲ့သမီးငယ်ဟာအကြီးမရဲ့ခေါ်တန်ကြောင့်အိမ်ရှိကိုထွက်လာတဲ့အခါမှာတော့တရိစ္ဆာန်တကောင်ရဲ့အတန်နဲ့လေးဘက်ထောက်ရက်သားဖြစ်နေတဲ့ထိုးပေကိုမြင်သွားပြီးတော့အံ့ဩသွားပါတော့တယ်။တင်တင်လာတိလိုက်ပါပြီ။ထိုးပေပြုတ်ခဲ့တဲ့အာကုတ္တအကျိုးကိုဘဝမကူးခင်ကလေးကထိုးပေခံစားနေရပါပြီ။ထိုးပေကိုဂယုဏတက်စွာကြည့်လိုက်ပြီးတော့တင်တင်လာဟာမျက်ရည်တွေကျရပြန်ပါတော့တယ်။အဲဒီနောက်မှာတော့ထိုးပေကိုသမီး ့ကိုကုတဲ့ခိုင်းကအိယာပေါ်မှာပြန်လဲအိတ်ဆက်စီပါတယ်ထွန်းမေကနေရောညပါတရိษံအတန်ကြီးနဲ့လေးဘက်ထောက်ကစူးစူးဝါးဝါးတွေអော်ပြီးတော့အိမ်ထဲမှာပတ်ပြေးနေတတ်ပါတယ်အဲ့ဒါကိုအိမ်နီးနာချင်းနေရာတိရှိသွားပြီးတော့တရွာလုံးပြန့်နှံ့သွားကတာတက်သမားထွန်းမေဝစ်လဲနေပြီဆိုတဲ့တရင်မှာပြန့်နှံ့သွားပါတော့တယ်ထွန်းမေအကြောင်းကိုလည်းရွာထဲမှာပြောပါများလာတဲ့အတွက်အပြိုရွယ်ထွန်းမေရဲ့သမီးနှယောက်ဟာစိတ်လဲတူရှက်လဲရှက်ဖြစ်နေပါတော့တယ်အဲ့ဒါကြောင့်ပဲထွန်းမေရဲ့အော်တန်အပြင်ကိုမထွက်စေရန်အတွက်ထွန်းမေကိုအခန်းထဲမှာပိတ်လောင်ထားလိုက်ကြပါတယ်မိခင်ဖြစ်သူတင်တင်လာကတားပေမဲ့လည်းမရတော့ပါဘူးထွန်းမေ ေကိုထမင်းကျွေးရန်တင်နေလာအခန်းထဲကိုဝင်လာခဲ့ပါတယ်ထွန်းမေကအော်ဟစ်တောင်းကြမနေတော့ပဲမျက်လုံးကြီးပြူကအသက်လူနေခဲ့ပါပြီသူရဲ့နောက်ဆုံးအချိန်ကိုရောက်နေတာလည်းဖြစ်ပါတယ်အဓိကမှာတင်နေလာကပြရာခတ်သွားပြီးတော့ထွန်းမေနားကိုပြေးသွားကပွေထားလိုက်ပါတယ်အဲဒီအချိန်မှာပဲသူတစ်ခါတွေ့ခဲ့ဘူးတဲ့လူမဲကြီးနှစ်ယောက်ဟာရောက်လာပြီးတော့ထွန်းမေကိုအတင်းဆွဲခေါ်ပါတော့တယ်ထွန်းမေကဝူဝါဝါဘလုံးပထွေးတွေပြောပြီးတော့အင်အားရှိသလောက်ရုန်းကန်နေပါတယ်တင်နေလာကလည်းထွန်းမေရဲ့နောက်ဆုံးအချိန်ကိုရောက်နေတာကိုသိရတာကြောင့်ရသမျှဖျားစာကိုထွန်းမေကြောင်းကြကြအော်ရွပေးနေလိုက်ပါတယ်လူမဲကြီးတွေကထွန်းမေ ကိုအတင်းဆွဲထုလိုက်တာနဲ့ပဲထွန်းမေပါသွားပါတော့တယ်လူမဲကြီးတွေရဲ့လက်ထဲပါသွားတာကတော့ထွန်းမေရဲ့ဝိညာဉ်သာဖြစ်ပြီးတော့ထွန်းမေရဲ့ခန္ဓာကိုယ်ကြီးကတော့မျက်လုံးပြူးကရုပ်ပြက်ဆင်းပြက်နဲ့တည်ဆုံးသွားခဲ့ပါပြီအဲဒီလူမဲကြီးနှစ်ဦးကထွန်းမေကိုငရဲပြည်ကိုခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်ထွန်းမေအရင်ကိုတုံလုံးနေပါပြီသူ့ကိုခေါ်လာတဲ့ဘေးပတ်ဝန်းကျင်မှာလဲကေပါယူပါတစားစားနဲ့နာကျင်စွာအော်ဟစ်နေကြရတဲ့ငရဲကြားခံနေရတဲ့လူများကိုတွေ့လဲရတာကြောင့်ဖြစ်ပါတယ်ငရဲကြားခံနေရတဲ့ငရဲသားတွေဟာစူးပင်တွေကိုသွေးတန်တရရဲ့နဲ့အလူရဲ့ပြေးတက်နေကြတာပါအောက်မှာတော့အ ကောင်ကြီးကြီးတွေနဲ့ဘကွက်သားတွေဟာငရဲခွေးနဲ့ကြီးတွေနဲ့စောင့်နေပါတယ်။တချို့ကတော့ပြာဘူးတွေပေါ်မှာမတ်တရက်နေကြရပြီးတော့ပြာဘူးရှိန်ပြင်းတာကြောင့်သူငရဲသားတွေဟာပေါက်ပေါက်လော်တယ်လို့မျိုးတဖြောက်ဖြောက်နဲ့ပေါက်ထွက်ခါတစားစီဖြစ်ပြီးတော့တည်ဆုံးသွားကြပါတယ်။ဒါပေမဲ့လည်းတဖန်ပြန်ရှင်လာပြီးတော့အဲ့ဒီလူသားပြန်ဖြစ်နေကြပြန်ပါတယ်။ထုံးမေတယောက်ဟာသွေးပြက်ကြောက်လန့်နေပြီးတော့လူမဲကြီးခေါ်ရနောက်ကိုသာတကုတ်ကုတ်နဲ့လိုက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အလီယန်တညင်းညင်းနဲ့မီးတွေတောက်လောင်နေတဲ့တံမြေပြင်မှာကိုထက်ဝက်ခန့်မြုပ်နေပြီးတော့မလုံမရှားနိုင်မနဲ့မတ်တရက်နေကြတဲ့လူတွေကိုအရက်လေးမျက် ျက်နာကနေတန်တလိန်ဒုံကြီးတွေနဲ့ရက်ဆက်စွာကြိတ်သွားကြတဲ့ငရဲကန်းကိုထွန်းပြရောက်သွားပါတယ်။အဲ့ဒီငရဲကိုတန်ဃာတငရဲလို့ခေါ်ပြီးတော့သူ့အသက်ကိုတက်ဖြတ်ခြင်းစတဲ့မကောင်းမှုအာကုသို့ဒူးစရိုက်တို့ကိုပြုလုပ်တဲ့သူများကြားရောက်တဲ့ငရဲပဲဖြစ်ပါတယ်။ထွန်းပြကသူများအသက်ကိုတက်ဖြတ်တဲ့သူဖြစ်တဲ့အတွက်အဲ့ဒီတန်ဃာတငရဲကိုရောက်သွားပြီးတော့သူ့ရဲ့အာကုသို့အပြစ်ကြေတဲ့အထိအဲ့ဒီငရဲမှာငရဲသားအဖြစ်နဲ့ငရဲကြခံရတော့မှာပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျ။ဇလန်လေးကိုနားဆင်နေတဲ့လူကြီးမင်းတို့လည်းတန်ဝေကတရားတွေရနိုင်ကြပါစေဗျ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို ည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်